တမနေ့အတွင်းမှာ internet line ဆိုအကောင်းအောင်လုပ်နိုင်ကိုတင်ပြမယ်နော်တင်က avian setting ကိုတိချမချိန်ထိုင်လိုင်း internet line ဆိုမကောင်းပါဘူးအဲကြောင့် avian setting ကိုတော့တိချလေးချိန်ရမှာဖြစ်ပါနော် avian setting ကိုချိန်ဖို့အတွက်နော်ကျွန်တော် setting နဲ့ကိုဝင်မယ်နော် EBN setting ကိုတိတိကျကျလေးချင်းမယ်နော်။ Okay ဒီကောင်ကိုနှိပ်ပြီးကျွန်တော်တို့ဒီမှာ mobile network လို့ရထားရှိရဲ့။အဲကောင်ကိုနှိပ်လိုက်မယ်။ mobile network ကိုနှိပ်ပြီးကိုက basic card နဲ့ internet သုံးလဲနော်။ SMS ကိုယူရေးချက်လိုက်မယ်နော်။ โอเคရွေးချက်ပြီးရင်ကျွန်တော်တို့ဒီမှာဒီလိုပုံစံလေးပေါ်လာမှာဒီမှာဗက် access point နဲ့မလို့ရထားအချက်အကောင်ကိုနေနိုင်မယ်ဒီကောင်ကိုနေပြီးရင်တော့တို့တို့ဒီမှာ new apn မလိုက်ခင်ကျွန်တော်အရင်ဆုံးဒီအပေါ်က apn ကို reset လုပ်လိုက်မယ်နော် reset ကိုနေပြီး reset လုပ်လိုက်မယ်အခုကျွန်တော်တို့ new apn ကိုနေလိုက်မယ် new apn ကိုနေပြီးရင်တို့ဒီ apn နာမည်နော်ကိုစိုက်တဲ့နာမည်ပေးလို့ရနော်ကျွန်တော်ကဒီမှာ m3 magic လို့ပေးမယ်နော် apn နာမည်ကို m3 magic လို့ပေးမယ် ဒီမှာဆိုရင်ကိုချိုက်ရနာမယ်ပြလို့ရတော့ဘာမှဘာမှမဖြစ်ရဘူးเนาะဘာပြပြရတယ်เนาะအေးโอเคကိုနေမယ်ဒီ EBN နေရာမှာပဲကျွန်တော်တို့ပြောင်းရမှာเนาะ EBN နေရာမှာဆိုရင်တော့ကျွန်တော်တို့ကိုကဘိုင်အင်တာနက်သုံးရခွာအဲမိုင်တက်နဲ့အင်တာနက်သုံးလို့ဆိုရင်မိုင်တက်လို့ရေးမယ်အယူဆိုပြီးကျွန်တော်တို့ဒီမှာ net လို့ရေးမယ်မိုင်တက် net เนาะပြီးโอเคကိုနေမယ်ကျွန်တော်ပိုစီနေရာမှာဆိုရင်ဘာမှရေးစရာမလိုပါဘူးเนาะဒီတိုင်းပဲထားရမယ် ကိုကျွန်တော်ယူဇာနေနေရမှာလဲကျွန်တော်ဘာမှမေးရတော့ဘူးဒီကဘက်ထားမယ်ကျွန်တော် passport နေရမှာဆိုရင်ကျွန်တော် www.google.com လို့ email နော် passport နေရဆိုရင် www.google.com ရေးဒီမှာပြင် okay ကိုနေမယ်ကျွန်တော်စာဝနေရမှာနော်စာဝနေရမှာလဲ www.google.com လို့ email okay ကိုနေမယ် โอเคကျွန်တော်ဒီကောင်ကိုခြေပြီးဆိုတော့ကျွန်တော်အောက်ကိုဆက်သွားမယ်နော် DBN protocol နေရာမှာဆိုရင် IP woofer IP woofer ဆက်ဖြစ်ရမယ်ဒါကို ABN ruby နေရာမှာလည်း IP woofer IP woofer ဆက်ဖြစ်ရမယ်နော်ပြီးတော့ barrier နေရာမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် LTE LTE ကိုပဲယူချက်လိုက်မယ်နော်တခြားအားလေမယူချက်တော့ဘူးနော် LTE ကိုယူချက်ပြီး OK ကိုနေမယ်ဟိုကျွန်တော်ဒီကောင်လို့ပြီးကျွန်တော်ဒီ mode ရှိရတယ်ဒီကောင်ကိုနေမယ်ပြီးရင်ကျွန်တော် save လုပ်လိုက်မယ် short လို့ရတယ်မဲ့ကျွန်တော်တို့ခုနလောက်ထားတာနော်ဒီမှာ MT မှာဒီကနော်ကျွန်တော်ခုနပေးထားတဲ့နာမည်နဲ့နော် internet APN ချိန်ထားတာဒီမှာပေါ်လာပြီနော် account ကိုနှိပ်မယ်အဲ့ဟိုနှိပ်ပြီကျွန်တော်ဒီကောင်နဲ့ internet သုံးလို့ရပြီနော်ကျွန်တော်တစ်ချက် internet ဖွင့်လိုက်မယ်နော် internet line ဆိုတာက share ကောင်းမယ်နော်ဒီ APN setting ကိုပဲချိန်လိုက်ပါနော် okay အခုချိန်ထိလည်းတော့တကယ်လို့ line မကောင်းဘူးเนาะ APN လည်းချိန်ပြီးပြီဒါပေမဲ့အခုချိန်ချင်း line မကောင်းဘူးဆိုရင်တော့เนาะကျွန်တော်တို့ mute subject လို့ရထားအရှိရเนาะဒီကောင်ဆိုရင်ဖုန်းတိုင်းမှာရှိမယ်လေအဲ့ speed ကိုတချင်းနေလိုက်မယ် ဘူးစပီကိုတချင်လိုက်မယ်ပြီးရင်အားလေးကျွန်တော်တို့ဆောက်လိုက်မယ်ပြီးရင် okay ရပြီနော်ဒီကောင်ကိုလုံးလိုက်မယ် okay ဒီကောင်ကိုလုံးပြီးနောက်လဲအခုချိန်ဒီ line မကောင်းဘူးဆိုရင်တော့ကျွန်တော်တို့ aeroplane mode ကိုကျွန်တော်ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်နော်နှစ်ချိန်ဒီလိုမယ်နော် okay ဒီကောင်ကိုလုံးပြီးနောက်လဲအခုချိန်ဒီ line line မကောင်းဘူးဆိုရင်ကျွန်တော်တို့ဖုန်းကို report ချလိုက်မယ်နော် report နော်ဒီအောက်မှာ report ချရနော်ဒီကောင်ကိုချလိုက်မယ် ဒီကပွဆက်ပွလိုက်တာပွင်းလာတာနော်ဒီဒါလမ်းစွာကောင်းသွားမယ်နော်အဲအကြောင်းခုကျွန်တော်ပြောတဲ့ setting တွေကိုတီချာလေးလုပ်လိုက်ပါနော်ဒီ setting ကိုလုပ်ရင်တော့ internal line စွာ share ကောင်းသွားမယ်နော်ဖုန်းတိုင်းမှာခုကျွန်တော်ပြောတဲ့ setting တွေနော်ဒီကလာကျွန်တော်ပြောတဲ့ APN setting ကိုချင်းပြပါနော်ဒီကောင်ကိုချင်းလိုက်တာနဲ့ internet line ဆိုတာ share ကောင်းသွားပါမယ်